ခင်ဗျားတို့လူတိများပြီးတော့နာမည်ကျော်ကြတဲ့နော်ညီပညာကုမ္ပဏီကြီးတွေကိုစဉ်းစားကြည့်လိုက်တိုက်ဂျိုင်းယန်ကြီးတွေပေါ့ဘာတွေပြင်းမြင်လဲဥပမာအဖြစ်ကျွန်တော်သာဆိုလို့ရှိရင် Apple မြင်မယ် Google မြင်မယ် Meta နော်ပြီးတော့အမ် CPU တွေထုတ်တဲ့ Intel နော် laptop တွေထုတ်တဲ့ HP နောက်ဆုံးတခြားဟိုးရှိရှိရဘေးကြီးတွေမှာ Yahoo အဲအဲ့ကုမ္ပဏီတွေအကုန်လုံးကနေရာတနေရာတွေမှာပဲသူက အခြေချကြတာပြောရရင်ကျွန်တော်တို့တီးတီးတမျှတော့တက်ကွန်မြူနီအကြီးကြီးတွေရောတိတိလေးတွေရောအကုန်လုံးကအမေရိကနိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မြောက်ဖက်နော်တောင်ကြီးတွေကြားထဲမှာရှိတဲ့နေရာထဲမှာအစုအဝေးလိုက်နေကိုရှိနေတာအဲ့ဒီနေရာကြီးကိုဆီလီကွန်ဗယ်လီလို့ခေါ်တယ် silicon valley ဆိုတာကြီးကဘာကြီးလဲဘလို့နေရာကြီးလဲဘာဖြစ်လို့ silicon valley လို့ခေါ်တာလဲဘာဖြစ်လို့ tech community အကုန်လုံးကရောအဲ့တနေရာထဲမှာပဲစုနေတာလဲအဲ့ဒါကိုဒီဗီဒီယိုမှာအဖြေရှားကြည့်ရအောင် okay tbh fan နေကြိုးသွားတယ်ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲ silicon valley ဆိုတာအခုမြင်နေရတဲ့ဒီတောင်ကြီးတွေက tech community တွေအားလုံးတနေရာထဲစုနေတဲ့နေရာကြီးကိုခေါ်တာမြန်မာမျိုးရရင် center clara valley နဲ့မြန်မာချင်းခက်ဆင်ဆင်ပေါ့ဒီနေရာကြီးကိုတကမ္ဘာလုံးကမြေပညာမျိုးတော်ကြီးဖြစ်ကမ္ဘာစီးပွားရေးကဏ္ဍတစ်ခုလုံးရဲ့အဓိကနေရာကြီးတစ်ခုဖြစ် ဟဲအဲ့လိုမျိုးသတ်မှတ်ထားကြ Silicon Valley လို့ခေါ်ရတဲ့အဓိကအကြောင်းရင်းကတော့သူက Silicon Based Semiconductor တွေ Hardware Company တွေ Software Company တွေအဲအဲ့လိုမျိုးတွေ Technical တဆိုင်တဲ့ Company တွေအများကြီးရှိနေလို့ပေါ့အဲကြောင့်မလို့ Silicon လို့ခေါ်တာဒုတိယ Valley ဆိုတာကတော့ပထဝီအနေထားရသူတောင်ကြီးတစ်ခုကြားထဲမှာရှိနေတဲ့ခါကျတော့ဂျိုင်းဝင်းတစ်ခုထဲမှာရှိနေတယ်လို့ဖြစ်နေတော့ Valley ဆိုတော့ Silicon နဲ့ Valley နဲ့ပေါ့ Silicon Valley အဲအဲ့လိုဖြစ်လာတာဆိုတော့ဒီ Silicon Valley ဆိုတဲ့နာမည်ကို1982ခုနှစ်မှာသတင်းတောက်တီ Don Hofler ဆိုတဲ့လူက သူ့ရဲ့ဆောင်းပါးတစ်ခုမှာ Silicon Valley USA ဆိုပြီးတော့ရေးခဲ့တာနေပြီးတော့သူကနာမည်ကြီးလာတယ်လူသိများလာတယ်အဲ့ဒီမတိုင်ခင်10နှစ်လောက်ပြောမယ်ဆိုလို့ရှိရင်1960ခုနှစ်လောက်မှာအဲ့ဒီတောင်ကြီးကို Valley of Hearts to Light ဆိုပြီးတော့ခေါ်ခဲ့ကြတာပြီးတော့ဒီ Silicon Valley ဆိုတဲ့နေရာကိုဘယ်ကနေဘယ်အထိဆိုပြီးတော့တကယ်တမ်းကအပိုင်းခြားသတ်မှတ်ထားမျိုးမဟုတ်ဘူးအချိန်နဲ့မြား area ကတဖြည်းဖြည်းပိုကျဲလာတာအဲ့ကောင်ကြီးပိုကြီးလာတာ expand ဖြစ်လာတာပေါ့ စီလီကွန်ဗယ်လီထဲမှာဆိုလို့ရှိရင်ဆန်ဟိုဇေစန်တာကလာရာဆန်နီဗေးလ်အဲလိုမျိုးမြို့ကြီးတွေရဲ့မြေအေရီယာတွေတော်တော်များများပါပြီးတော့တဖြည်းဖြည်းကုမ္ပဏီတွေကပိုတိုးချဲ့လာလေလေစီလီကွန်ဗယ်လီကြီးကပိုကြီးလာလေလေဖြစ်လာတာ Apple တို့ Google တို့ Meta Netflix Intel Nvidia Oracle Tesla အဲလိုထိပ်သီးကုမ္ပဏီတွေရှိတဲ့ Global Tech Hub ကြီးဆိုတော့တော့ကနေရာကောင်းကြီးဖြစ်နေတာပေါ့ ကျွန်တော်လက်ရှိသုံးနေတဲ့နှီးပညာတွေအားလုံးကအဲ့နေရာကနေစတင်လာတာမွေးဖွားလာတာလို့ပြောလို့ရတယ်ပြောမယ်ဆိုရင်နှီးပညာအစ်တတွေရဲ့ idea အကုန်လုံးကအဲ့ဒီကနေလာတယ်ပေါ့အဲ the next big idea ဆိုပြီးတော့ဒီ silicon valley ကိုတင်စားကြတယ် prediction ကတရုတ်မှာ vision ဖြစ်မယ်တခြားတနေရာမှာ vision ဖြစ်မယ်ဒါပေမဲ့ကနဦး idea ကတော့ဒီကနေစတင်တယ်လို့လူတွေကသတ်မှုကြတယ်ပေါ့ဒီနေရာကနေပြီးတော့ဖန်တီးတွေးခေါ်လိုက်တဲ့နှီးပညာတွေကိုကမ္ဘာလုံးရောက်အောင်သူကပို့ကြတယ်ပေါ့အဲ့လိုမျိုးထိပ်သီးကုမ္ပဏီတွေเนาะကမ္ဘာကျော်ဘီလီယံနာကြီးတွေရဲ့ကုမ္ပဏီတွေ ਨੇ ညာရှင်တွေရှိနေတဲ့နေရာကြီးဆိုတော့ဒီနေရာကြီးကကမ္ဘာအချမ်းသာဆုံးဒေသတွေတည်းကတစ်ခုလို့လည်းပြောလို့ရတယ်ပြီးတော့ Silicon Valley ထဲမှာပါတဲ့ San Jose မြို့ကကမ္ဘာတူးချင်း GDP တတိယမြောက်အမြင့်ဆုံးနေရာတန်းကြွယ်တထေးတွေဘီလီယံနာတထေးတွေအများဆုံးရှိတဲ့နေရာအမေရိကရင်းနှီးမြှုပ်နှံမှုအလုံးရဲ့သုံးပုံတစ်ပုံကဒီကရတယ်လို့ပြောတယ်ပြောတဲ့တထေးတွေတွေမဟုတ်ဘူးပေါ့နော်ဒီနေရာကကမ္ဘာနီးပညာဗဟိုချက်ကြီးဖြစ်နေတဲ့အခါကျတော့ talent ရှိတဲ့လူငယ်တွေပညာရှင်တွေသူတို့တွေကလည်းအများကြီးစုနေတာ ီးတော့တစ်ကမ္ဘာလုံးမှာတော်တဲ့ engineer တွေเนาะ entrepreneur ပြောမယ်ဆိုစွန့်ဝန်းတီထွင်သူတွေသူတို့တွေအတွက် Silicon Valley ကလုံးဝလာခြင်းအောင်ဆွဲဆောင်နိုင်တယ်ပေါ့လုပ်တွေလာလုပ်ကြတယ်အတွေ့အကြုံတွေပညာတွေလာရှာကြတယ်အဲ့လိုနေရာကြီးပေါ့နော်ဒါဆိုရင် Silicon Valley ဆိုဘလို့နေရာကြီးလဲဘယ်လောက်ထိကြီးမားလဲခင်ဗျားတို့သဘောပေါက်သွားပြီလို့ယူဆရတယ်ဘာဖြစ်လို့ Silicon Valley မှာ tech company တွေရှိနေတာလဲဆိုတဲ့အကြောင်းကိုသိဖို့ဆိုရင်သူ့ရဲ့တမိုင်းကြောင်းကိုနည်းနည်းလေးပြောဖို့လိုလိမ့်မယ် Silicon Valley ဖြစ်လာတာကသူကလူတူဦးတယောက်ချောင်းဆိုတာထက်အလုံးစုပေါင်းထားလို့လို့ပြောရင်တော့ပုံမှန်တာပေါ့နော် ဒါပေမဲ့အဓိကကျတဲ့လူကလည်းရှိရတော့ရှိတယ်ဆီလီကွန်ဗယ်လီဆိုတဲ့နေရာကြီးဖြစ်လာတဲ့အဓိကအကြောင်းလဲမှာစတန်ဖို့ဒ်တက်ကတူကလည်းသူကအဓိကတင်နေရနေရနေပါတယ်စတန်ဖို့ဒ်တက်ကတူရဲ့စီးပွားရေးအကြံပေးဒုတိယဥက္ကဋ္ဌပေါ့နော်အယ်ဘရန်ဒန်ဆိုတဲ့လူကြီးကသူကနေရာလွတ်ကြီးရောနော်တက်ကတူပိုင်းနေရာအလွတ်ကြီးကိုသူအလကားဖြစ်နေမဲ့အစားတော့ကွာကုမ္ပဏီတွေကိုအဲ့ဒီနေရာတွေငှားလိုက်ပါလားဆိုပြီးတော့ဘေးကြီးအကြံပေးခဲ့အဲ့ဒီအကြံကိုစတန်ဒတ်ရဲ့အင်ဂျင်နီယာဌာနမှဖရက်ဒရစ်တာမန်ကသတ်သဘောကျတယ် ။သဘောကျတော့ okay အဲ့ဒါကိုကောင်းထည့်ပေါ်ခဲ့တယ်ပေါ့။ပြီးတော့အဲ့ဒီဘေးကြီးက engineer ဆိုတော့တခြား company တွေထက် तू ကနည်းနည်းနည်းပညာ company တွေကိုအာက bias ပိုရှိတယ်ပေါ့နော်။ဆိုတော့သူတို့အရင်ဖိတ်ခေါ်လိုက်တယ်ပေါ့။သူရဲ့ရည်ရွယ်ချက်ကကြတော့ဒီတက်ကတူနဲ့ဒီ tech company နဲ့ကြားထဲမှာ collaborate ကောင်းကောင်းလုပ်လို့ရအောင်လို့ပို့ပြီးတော့ပူးပေါင်းဆောင်ရွက်လို့ရမယ် synergy တွေကိုသဖန်တီးကျင်တာသူရောကိုရောနှစ်ဦးနှစ်ဖက်အကျိုးရှိအောင်ပေါ့အဲအဲ့လိုနဲ့ပဲမကြပါဘူးသူကရင်းနှီးမြှုပ်နှံမဲ့လုပ်ငန်းတွေတစ်ခုပြီးတစ်ခုဝင်လာတယ် သူတို့နဲ့ပထမဆုံးလက်တွဲခဲ့တဲ့ကုမ္ပဏီကဒီ Stanford ရဲ့အကြောင်းသားဟောင်းတွေစုပြီးတော့ထောင်ထားတဲ့ Varian Associate ဆိုတဲ့ကုမ္ပဏီဒီကုမ္ပဏီကစစ်တပ်မှာတုံးတဲ့ radar အစိတ်ပိုင်းတွေကိုထုတ်တဲ့ကုမ္ပဏီပြီးတော့ဒီ engineer ဌာန Mu Frederick Thurman ကသူ့ရဲ့ကျောင်းသားတွေကိုလည်း Stanford ရဲ့မြေနေရာတွေမှာ setup ကုမ္ပဏီတွေလာထောင်မှုအကြံပေးတယ်တွန်းအားပေးတယ်ပေါ့နော်အဲ့လိုနေပဲကျောင်းသားနှစ်ယောက်ဖြစ်တဲ့ William Hewlett နဲ့ David Packard တို့က Stanford မှာသူတို့ရဲ့ HP ကုမ္ပဏီကိုလာခွင့်ခဲ့တယ်အဲ့လိုနဲ့တဖြည်းဖြည်းချင်း Eastman Kodak နော် General Electric Lockheed Corporation အဲ့လိုမျိုးကုမ္ပဏီတွေလည်းရောက်လာပြီးတစားတစားနဲ့ကြီးပြီးတော့စက်မှုပန်းခြံကြီးတခုဖြစ်မှန်းမသိဖြစ်လာတာပေါ့ပြီးတော့ transistor တွေကိုတီထွင်ခဲ့တဲ့ Nobel ဆုရှင်နော် William Shockley ကလည်းသူ့ရဲ့ semiconductor လုပ်ငန်းကိုစဖို့အတွက်နေရာရှာတဲ့အချိန်မှာဒီ engineer မူ Frederick Derman ကသူ့စီမှာကုမ္ပဏီလာစောက်ဖို့အကြံပေးတယ်အဲ့လိုနဲ့ဒီ Shockley semiconductor laboratory ဆိုပြီးတော့ပထမဦးဆုံးတော့ ဆီလီကွန်ဗယ်လီရဲ့ဆီမီကွန်ဒက်တာကုမ္ပဏီဖြစ်လာတယ်ပြီးတော့ဒီကုမ္ပဏီကြီးနဲ့စတန်ဖို့ဒ်နဲ့ပေါင်းပြီးတော့သူတို့ကသုတေသနလုပ်ငန်းတွေပေါင်းလုပ်တယ်เนาะចောင်းသားတွေကိုလည်းဒီကုမ္ပဏီတွေမှာအလုပ်ကိုင်းနေပြန်ပေးတယ်ပြီးတော့ honors cooperative program ဆိုပြီးတော့တစ်ဖက်မှာចောင်းလဲတက်နေရင်းနဲ့အလုပ်လဲလုပ်လို့ရမဲ့ program တွေကိုစခဲ့တယ်ចောင်းသားတွေအတွက်လည်းတော်တော်လေးအဆင်ပြေတယ်လို့ပြောရမှာပေါ့အဲ့လိုနဲ့နောက်ပိုင်းမှာကျွန်တော်တို့အားလုံးရင်းနှီးတဲ့เนาะ Intel တို့ Apple တို့ကုမ္ပဏီတွေကပါ Silicon Valley မှာပေါ်လာတယ်ပြောမယ်ဆိုလို့ရှိရင်ပထမဦးဆုံးဒီ Steve Wozniak နဲ့ Steve Jobs နဲ့ပေါ့เนาะ သူတို့က Apple computer ကိုဒီ Silicon Valley မှာ develop လုပ်ခဲ့တာ Silicon Valley အကြောင်းပြောနေရင်ねเนาะလမ်းကြုံ Apple အကြောင်းလေးပါနည်းနည်းထည့်ပြောရမယ်ဆိုရင် Apple ကဒီ Silicon Valley ရဲ့ကားကိုယ်တော်လေးတွေကနေစခဲ့တာ Steve Jobs ကကားရောင်းတယ်เนาะ Steve Wozniak က calculator ရောင်းအဲ့ဒါတွေကြာပူပြီးသားဇာတ်လမ်းတွေအဲ့ဒါတွေမပြောတော့ဘူး Apple ကိုတီထောင်ခဲ့တာ Silicon Valley ရဲ့ venture capital စနစ်ကြောင့်လည်းပါတယ် ဘာဖြစ်လို့လဲဆိုတော့ Steve Jobs ကိုအစိုးပိုင်းမှာယင်းနှမြုံနေသူတွေတော်တော်များများညင်းကြတယ်ဝင်မထဲကြအောင် Silicon Valley မှာကျတော့ Venture Capital System ကတော်တော်ကောင်းတယ်ဒီစနစ်ရဲ့ကောင်းတဲ့အချက်ကတယောက်ကညင်းလိုက်ရင်နောက်တစ်ယောက်ကိုအလွယ်တကူရှာနိုင်တယ်အဲဒါကြောင့်မဲအခုမှစမဲ့ Startup Company လေးတစ်ခုအတွက် Silicon Valley ကတော့အကောင်းဆုံးရည်မြည်လို့သူကသတ်မှတ်ခဲ့ကြတာ Apple လိုပဲတစ်ချိန်မှာကမ္ဘာထိပ်တန်း Tech Giant တွေဖြစ်လာမဲ့ Company တွေကလည်းဓာတ်ရိုက်မဟုတ်ရင်တော့မှဒီစနစ်ကြောင့်ပေါ်ထွက်လာနိုင်ခဲ့တယ်ဆိုတာကိုအာတည်စီခြင်းလို့ ကျွန်တော်ထည့်ပြောပြတာ။ Okay ဒါတော့ဆိုရင်တော့ Silicon Valley ကဘယ်လိုစပြီးပေါ်ပေါက်လာလဲဆိုတာကိုခင်ဗျားတို့သိသွားပြီလို့ထင်တယ်။ဆိုတော့အခုလက်ရှိက Silicon Valley ကဘယ်လိုဖြစ်နေပြီလဲအဲဒီအကြောင်းပြောအောင်။ဒီနေ့ခင်မာလဲ Silicon Valley ကအမေရိကမှာတွားရင်းနှီးမြှုပ်နှံမှုအားလုံးရဲ့30%ခန့်အထက်ကရှိနေတော့မယ်။ Fortune 1000စီးရင်ဝင်ကုမ္ပဏီ30ကျော်နဲ့ Startup ထောင်ပေါင်းများစွာလည်းရှိနေတော့မယ်။ဒါပေမဲ့ဒီဘက်ခင်မာကျတော့တွားခက်ကပြောင်းလာတဲ့အခါမှာပုံစံတွေကလည်းပြောင်းလာတာပေါ့။အရင်လိုမျိုး consumer တက်ကိုအသားပေးတဲ့နေရာနေပြီးတော့ 2025မှာသူပုံစံနဲ့ပြောင်းလာတာကိုတွေ့ရတယ်။လောလောဆယ် venture capital ကဒီ deep tech, enterprise software, artificial intelligence, uh, sustainable technologies အဲ့ဒါတွေဘက်ကိုပြောင်းလာတယ်။တစ်ဖက်မှာလည်းအကုန်လုံးကဒီ AI ခန်းကဏ္ဍပေါ်မှာပဲဒီ venture capital အလုံးကျုံလုပ်နေတာ clean tech နဲ့ health tech ဘိုင်းတွေမှာအဆင်မပြေမှုတွေဖြစ်နိုင်နေဆိုပြီးတော့ထောက်ပြတဲ့သူတွေလည်းရှိလာတယ်။ Silicon Valley ရဲ့ဒီဘက်ခေတ်ပြောင်းလဲမှုတွေထဲမှာ AI ပြီးသွားရင်ဒုတိယသီးသာထင်ရှားတဲ့အရွေးကတော့ fintech အပိုင်းပေါ့။ ဘန်နာရေးနည်းပညာအပိုင်းပေါ့ fintech ဆို financial technology ကိုပြောချင်တာဒီအပိုင်းမှာလည်းတည်တာတဲ့အရေးတစ်ခုကိုအမြင်ခဲ့ရတယ်ပေါ့နော်အရင်တုန်းက consumer heavy model တွေကိုအယုံဆက်ခဲ့ရနေပြီးတော့အခုချိန်မှာ B2B နဲ့ infrastructure solution တွေပဲကိုပြောင်းလာတယ် cryptocurrency တွေ blockchain တွေအဲ့ဒီဘက်တွေပေါ့ဗျာပြီးတော့ဒီ Google Microsoft IBM အဲ့လိုမျိုး American tech giant တွေကလည်း quantum computing project တွေမှာလုံးဝငွေအားကို share သုံးပြီးတော့ research တွေတုံ့နေကြတယ် စိတ်ဝင်စားဖို့ကောင်းတာကဒီ process တွေကို American စစ်တပ်ကပါသူက quantum effect ကိုအခြေခံတဲ့ spintronic transistor လိုမျိုး high tech တွေမှာရမုံငွေပေးတာမျိုးတွေလိုမျိုးထောက်ပံ့မှုတွေလုပ်ပေးတယ်အခုဒီကျွန်တော်ပြောပြတော့ကြည့်ရမယ်ဆိုရင်เนาะ silicon valley ကလုံးဝထိပ်သီးကုမ္ပဏီတွေ billionaire တွေလူတို့လူတက်တွေပညာရှင်တွေအဲ့လိုရှိတဲ့နေရာလို့ထင်ရမယ်ပေါ့เนาะ positive တွေပဲများနေပြီပေါ့ဒါပေမဲ့သူ့မှာလည်းအနောက်ကွယ်ဘက်မှာ အာမှောင်ဘက်ချမ်းလေးရှိတာပေါ့เนาะအစားတော့ Silicon Valley က engineer တွေစုံလီထွင်သူတွေကိုဆွဲဆောင်ခဲ့နိုင်တာမှန်တယ်ဆိုပေမဲ့ direct kit မှာကြတော့ဂျန်နုံးကြီးတော့မဟုတ်တော့ဘာလို့လဲဆိုတော့2025မေလရဲ့ data ရ Silicon Valley မှာရှိတဲ့ပြည်မြအိမ်တလုံးကဈေးက American dollar 1.6 million လောက်ရှိနေပြီ Silicon Valley က America မှာအိမ်ဝယ်ဖို့ဈေးအကြီးဆုံးနေရာတွေကတခုဖြစ်လာတယ်အဲ့ဒါဒီတက်တက်စပညာရှင်တွေ နော်လုပ်ငန်းရှင်ပုတ်စလေးတွေသူတို့တွေအတွက်ဆီလီကွန်ဗယ်လီကိုလာဖို့အတွက်အဓိကအတားအဆီးတစ်ခုဖြစ်လာတာကြာလာတဲ့အခါမှာ talent ရှိတဲ့လူငယ်တွေသူတို့ဖြည်းဖြည်းဆုံးရှုံးလာတယ်ပြောမယ်ဆိုလို့ရှိရင်တော့သူက um cost of living ကြီးတာနော်ပြီးတော့ဝန်ထမ်းတွေအတွက်ရားလေလဆာနဲ့နေထိုင်စရိတ်နဲ့မကမီးတဲ့အခါကျတော့တနည်းတစ်တနည်းဆီလီကွန်ဗယ်လီကနေထွက်ခွာမဲ့ပညာရှင်တွေနဲ့ဝန်ထမ်းဦးကြီးတွေကပုံများလာတယ်2016ခုနှစ်က34ရာခိုင်နှုန်းရှိခဲ့ရာနေပြီးတော့2025မှာဆိုရင်46ရာခိုင်နှုန်းထိကျောင်း ြင့်တက်လာတယ်။ Silicon Valley မှာအလုံးလုံးနေတဲ့သူတွေရဲ့သုံးပုံနှစ်ပုံလောက်ကသာပြပလာတဲ့လူတွေ။လုပ်ငန်းရှင်တွေဘက်ကလည်းဝန်ထမ်းတွေအစုလိုက်အပြုံလိုက်အလုပ်ထွက်တဲ့ပြဿနာအားလည်းရင်ဆိုင်နေရတယ်။ဝန်ထမ်းထွက်တဲ့ non turnover rate မှာဆိုလို့ရှိရင်လည်း13.2%တိရှိတယ်။ဝန်ထမ်းတယောက်ကိုပြင်းမြ9နှစ်ခွဲလောက်ပဲအလုပ်လုပ်တဲ့သဘောမျိုးပေါ့။ဒါပေမဲ့အပြန်ဆိုင်များတဲ့လုပ်ငန်းဝင်အခြေအနေကြောင့်ကုမ္ပဏီအများစုမှာဝန်ထမ်းတယောက်ရဲ့ပြင်းမြအလုပ်သက်တမ်းကဒီထက်တော်တော်လေးပိုနေပြီးတော့3နှစ်ခွဲဝန်းကျင်လောက်ပဲရှိတတ်ကြတယ်။လုပ်ငန်းရှင်တွေဘက်မှာလည်း ထိခိုက်လာတယ်။တချို့ကုမ္ပဏီတွေဆိုလို့ရှိရင်တောက်မခံနိုင်လို့ Silicon Valley ကနေလစ်ပြေးကုန်တဲ့ကုမ္ပဏီတွေရှိတယ်။ HP တို့ Oracle တို့တောင်မှတခြားနယ်တွေကိုပြောင်းကုန်ကြတယ်။ Elon Musk ကြီးတောင်မှဒီ Tesla ကို Silicon Valley ကနေပြီးတော့ Texas ကိုပြောင်းလိုက်တဲ့အထိပဲပြီးတော့ဒီ AI data center တွေကြောင့်ရေလိုအပ်ချက်တွေလျှက်စစ်လိုအပ်ချက်တွေအဲ့ဒါတွေကိုအများကြီးရင်ဆိုင်နေရဒီကြားထဲမှာလူမှုရေးပြဿနာတွေလည်းရှိသေးတယ်အဓိကကတော့စင်းရဲချမ်းသာမညီမျှမှုတွေပေါ့နော်ရှေ့မှာပြောခဲ့တဲ့လိုမျိုးပဲအိမ်ဝယ်ဖို့ဈေးကြီးလွန်းတာကြောင့်အိမ်ညာမဲ့တွေများလာတယ်ဘာလို့လဲဆိုတော့ Silicon Valley ကတာမန်အလုပ်သမားတွေဆိုရင် အင်ချမ်မြေကလုံးဝဈေးကအနာမကန်နိုင်တဲ့နေရာတစ်ခုမှာရှိနေတာပေါ့ဘလက်အောင်ဆိုလဲဆိုရင်တဲ့ဒီ Silicon Valley ထဲမှာရှိတဲ့ Santa Clara Data ကအမေရိကမှာအင်ဂျီယာမဲ့အများဆုံးနေရာမှာအဆင့်တစ်ထိသတ်မှတ်ခြင်းကိုခံရတယ်ပြောလူမှုရေးလူမျိုးရေးခွဲခြားမှုတွေကလည်းတော်တော်လေးများတယ်အာဖရိကန်တွေနဲ့လက်တင်အမေရိကန်တွေဘွားတွေပေါ့ပြောမဆိုလူမဲတွေဆိုလို့ရှိရင်ယာတူးအတူတူကိုလက်စာပုံနေတာမျိုးတွေလည်းရှိတယ်ပြီးတော့လမ်းဘေးမှာပဲဒီလိုပဲ overdose နဲ့ရှင်းနေတဲ့သူတွေလည်း အများကြီးရှိတယ်အခုဆိုလို့ရှိရင် Silicon Valley ကအရင်ကလိုမျိုးဥရတိုင်ဘက်မရှိတော့လိုမျိုးနေထားနေပြီးတော့တခြားတိုင်ဘက်တွေကလည်းပေါ်လာနေပြီအိန္ဒိယ၊ဘင်္ဂလောရို၊စင်ကာပူရို၊လန်ဒန်တို့အဲ့ဒါတွေမှာလည်း Silicon Valley လိုမျိုးနေရာတစ်တည်းဖြည်းဖြည်းပေါ်လာနေပြီလက်ရှိချိန်ထိကတော့ Silicon Valley ကကမ္ဘာထိပ်တန်းနည်းပညာမျိုးတို့ကြီးအနေနဲ့ရှိနေသေးတယ်ဆိုပေမဲ့နောက်ပိုင်းကတော့ဘယ်လိုဖြစ်လာမလဲတော့မပြောနိုင်ဘူးโอเคဒါလို့ဆိုလို့ရှိရင်တော့ Silicon Valley အကြောင်းကိုခင်ဗျားတို့တော်တော်လေးသဘောပေါက်သွားလိမ့်ပြီလို့ယူဆပါတယ် the next big ideas လို့ပြောကြတဲ့ဒီနေရာကြီးကနေပြီးတော့ကျွန်တော်တို့ကဘာအတွက်ဘယ်လိုမျိုးနီးပညာအသစ်တွေတို့ခေါ်ဆောင်လာပေးမလဲပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့မသိနိုင်သေးဘူးကျွန်တော်တို့ရဲ့အမြင်မှာတော့ Silicon Valley ကလက်ရှိမှာ ပုံစံတစ်မျိုးနောက်ထပ် version တစ်မျိုးကိုပြောင်းလဲနေတဲ့ကာလလို့မြင်တယ်ပေါ့နော်လက်ရှိ Silicon Valley မှာရင်ဆိုင်နေရတဲ့ပြဿနာတွေကိုရောတို့တွေဘယ်လိုဖြေရှင်းရမလဲကမ္ဘာ Tech လောကကိုဘယ်လိုဦးဆောင်နေအောင်မလဲဘယ်လိုပြောင်းလဲတွေဖြစ်လာမလဲအဲ့ဒါတော့စိတ်ဝင်စားကြရပါ โอเคဆိုခင်ဗျားတို့ရောဆီလီကွန်ဗယ်လီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြလိုက်တဲ့အထက်မှာမပါသွားတဲ့စိတ်ဝင်စားစရာစတိုရီတွေစိတ်ဝင်စားစရာအချက်လက်တွေဘာတွေရှိလဲအောက်ကကွန်မန့်တွေမှာမင်းရဆွေးနွေးညှိနှုံးတော့ရပါတယ်နောက်မြန်မာတွေရအောင်